ားလုံးပဲမင်္ဂလာပါရှင်။ကျမအိုင်ပွေးပါ။အခုဆရာဖြိုးရဲ့ကဘာကြီးရဲ့အတောင်ပံတစုံဆိုတဲ့စာအုပ်လေးတွေကစောင်းမလေးတွေကိုဆက်လက်ပြီးတော့ဖတ်ကြပေးကြပါမယ်။ကိုချင်းစာကြည့်ပေးပါ။လမ်းထက်ခင်အတူနေကြတဲ့ကိစ္စဟာခုခေတ်လူငယ်တွေကြားထဲမှာတိတ်မထူးဆန်းတော့ပါဘူး။မျိုးဆက်ပါကျမ်းမာရေးလုပ်ငန်းလုပ်နေသူဖြစ်လို့ ပို့တည်ပါတယ်ဖေဖုံမှာလှူထားတဲ့ကျွန်တော်ပေးမှာကိုလာလာမိကြတဲ့လူငယ်တွေမနေပါဘူးလူငယ်ဆိုတာစံတက်ခြင်းနဲ့ခင်မိခြင်းနဲ့နောက်သူတို့အပေါ်မှာအဓိကလွှမ်းမိုးနေတာက fear pressure ပဲလွှမ်းမိုးလာတဲ့အနောက်တိုင်းအလေးထားတွေရဲ့အပေါင်းအသွင်းတွေရဲ့ဖိအားရဲ့ပေါင်းလိုက်တော့ဒါက သူတို့အတွက်မထူးဆန်းတော့တလို့ဖြစ်လာတယ်။ဒါပေမဲ့သူတို့ကိုအောက်ထိန်နေတဲ့လူချင်းမိဘတွေကတော့ဒါတွေကိုလူငယ်တွေတိကုံရင်ထိုင်နိုင်ကျဲကြတော့မှာပဲဆိုပြီး အတိပညာပေးလုပ်ငန်းတွေအပေါ်ဒီနေ့အထိမြင်နေကြတော့မှာပဲလူငယ်တွေကိုလည်းမျက်စိပိတ်နားပိတ်ထားနေကြတော့မယ် ဒါကြောင့်ရီစားနေတာအတူနေလိုက်တယ်။ရာသီဆိုတာဘာကြောင့်ထိန်တွားတက်တလဲဆိုတာတောင်မသိကြဘူး။အဲ့ဒီလိုနဲ့နောက်ဆက်တွဲပြဿနာတွေအများကြီးလိုက်လာတယ်။လက်မထက်ခင်အတူနေကြတဲ့ကိစ္စဟာဖြစ်တဖြစ်ထိုက်တယ်လို့မြောက်ပေးခိုင်းတာတော့မဟုတ်ပါဘူး။ညီမရှင်ကျေမှုရှူတော့အရာဖြစ်ဖြစ်ဘာသာရေးရှူတော့အရာဖြစ်ဖြစ် ယောက်ျားကလေးရောမိန်းကလေးပါစောင့်ထိန်ကြရမယ်ကိစ္စတခုဖြစ်တယ်ဆိုတာကို ပြောပြကြရမယ်မိန်းကလေးနဲ့ပဲစိုင်းနာလုံးဝလုံးဝမဟုတ်ပါဒါပေမဲ့မဖြစ်တင်ဘူးမလုံးနဲ့ဆိုတာပဲပြောနေမယ်အစားနောက်ဆက်တွဲပြဿနာတွေတမလာအောင်အတိပညာပေးဖို့လဲလိုနေပါပြီ အခုခက်လို့လူမှုကွန်ရက်ကအရန်ပြန့်နှံ့လွယ်လာတဲ့အခါမှာကြတော့နောက်ထပ်ပြဿနာတစ်ခုကပါထပ်တိုးလာတယ်။ Facebook ပေါ်မှာရီးစားဖြစ်ကြပြီး ကိုတက်ပုံတွေပေးမိအပြင်မှာစုံမှုချိန်လို့တွားလိုက်တော့ Facebook ပေါ်ကမျက်နှာနဲ့တခြားစီဖြစ်နေကိုပေးထားတဲ့ပုံတွေကိုပြပြီးအကြက်ကင်လို့အနိုင်ကျင့်ခံလိုက်ရတာမျိုးတွေ ပြတ်သွားတဲ့ရီစားကဓပုံတို့ဗီဒီယိုဖိုင်တို့ပြန်တင်ပြီးအရှက်ခွဲတာမျိုးတွေချိန်ချအကြက်ကိုင်းတာမျိုးတွေကိုရိတ်ထားတဲ့ပုံတွေကိုတရေဟုတ်က ရှားသွားပြီးဖြန့်ပြေးလိုက်ကြတာမျိုးတွေရှိလာပါတယ်နမကျင့်လို့လူတိစေကျင်လို့ရိုက်တာတင်တာမျိုးကိုမစလိုပါ ဖေဖုံးဆိုတာရည်ရွယ်ချက်ပေါင်းစုံ စိတ်ထက်အစဉ်အတန်းပေါင်းစုံနဲ့လူတွေရှိတဲ့နေရာဖြစ်ပါတယ်ဒီပေါ်မှာ တွေးရတာကလေးကိုပဲအခြေခံပြီးတထေချယုံကြည်လို့မရပါဘူးသူတွေကြမှာပြောလို့ရှိတဲ့တတလုံးမပြောင်းမလဲချက်သွားပါမယ်ဆိုတဲ့စကားဟာရုပ်ရှင်တွေတချင်းတွေတဲတော့နားထောင်လို့ကောင်းမိမယ်အပြင်လက်တွေမှာတော့ဖြစ်နိုင်ခဲ့ပါတယ် သူနဲ့ကိုကတွေ့ကြည့်လိုက်ရင်တစိမ့်တသက်ပါ အချိန်မရွေးအကြောင်းပြချက်မျိုးစုံနဲ့ဆက်ဆံရေးအခြေအနေပြောင်းလဲသွားနိုင်ပါတယ်။နောက်ဆုံးကိုရီကလက်ထက်မှာတည်ကြနေပြီဆိုရင်တော့ကိုပုံတွေတိုင်းအင်တာနက်ပေါ်ပြန်သွားခဲ့ရင်ငါမိဘဘလို့များနေမလဲဆိုတာတွေ့ကြည့်ပါဘလခင်မီရဲ့မိဘဖြစ်နေအောင်တော့မရှက်ပဲဝမ်းမနေပဲမနေပါဘူးသူတို့ကိုယ်တိုင်အတွက် ရှက်တဲ့စိတ်ထက်တသမိအတွက် ရှက်တဲ့ဝမ်းနေတဲ့စိတ်ကပိုမှာပါနောက်တစ်ခုကအဲ့ဒီဓာတ်ပုံတွေဗီဒီယိုတွေကို ရှယ်နေလက်ဆင့်ကမ်းနေကြတဲ့ကိစ္စအများစုကတော့မြန်မာမိန်းကလေးတွေပျက်စီးနေကြပြီလို့ဒေါသထွက်ပြီးစဲကြပြောကြရင်းနဲ့ရှယ်ကြတာပေါ့လေတခုပြန်စဉ်းစားစေချင်တာကအဲ့ဒါလိုလှုပ်လိုက်လို့ဘသူအကျိုးရှိသွားတယ်လဲဆိုတာပါပဲ ဒီလိုအပြန့်ခံရလို့တာတခြားမင်းကလေးတွေပါအတိဝင်ကြခြင်းဆိုရင်ရှေ့မှာဥပမာပေါင်းမြောက်များစွာရှိခဲ့ပြီးပြီမို့သူတို့လေးတွေတင်းနှင့်ပြီးဖြစ်နေလောက်ကြပါပြီကိုသောတာကလေးပြေးသွားရုံတက်တက်ဘသူမှအကျိုးမရှိတဲ့ကိစ္စတခုကိုဘာလို့ဖို့ရှယ်နေကြမလဲသူများမိသားစုတွေတိတ်ခါကြရောအရှက်ရရုံပဲထူပါလိမ့်မယ် ြီးတော့တေချာစဉ်းစားခြင်းတကယ်ရှုံချရမှာကအဲ့ဒီလူငယ်တွေထက်အဲ့ဒလိုပုံမျိုးတွေကိုဖြန့်လိုက်တဲ့လူရဲ့အောက်တန်းကျတဲ့စိတ်တက်ကိုဖြစ်ပါတယ်။အစိုးဆုံးကတော့အဲ့ဓာတွေကို ဟာသားလောက်ပြီးအစစ်အစစ်ဖြန့်နေကြတဲ့ကိစ္စပါပဲ။ကိုရဲ့စိတ်ဆန္ဒအတွက်ရှယ်ရအောင်ကလည်းသူတို့ကပွန်စတာတွေမှာမဟုတ်ပဲ ခက်ရှင်းရှင်းပြောရရင်အဲ့ဒီလူတွေကစဖြန့်ခဲ့တဲ့လူတွေနဲ့စိတ်ဓာတ်အဆင့်အတန်းချင်းအတူတူပဲလို့သတ်မှတ်ပါတယ်။ကာယကံရှင်တွေနေရာမှာကိုသားသမီးကိုညီ ကိုညီမကလေးတွေများဖြစ်နေခဲ့ရင်ဘလို့လုံးမှာပါလဲ။ခုလိုဟာတာလုံနိုင်ပါအောင်မလားစဉ်းစားကြစေချင်တယ်။ဟာတာလုံเสียအကြောင်းတွေ အများကြီးပဲရှိပါတယ်။ သူများတွေရဲ့အရှက်နဲ့ဂုံတိတ်ခါကိုနင်းချပြီးတော့ဟာတမလုတ်စေချင်ပါဘူး2016ခုနှစ်ဇန်နဝါရီလ2ရက်ဒေါက်တာချူတီဟာနားဆင်ပေးခဲ့ကြသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲဘေးကင်းလုံခြုံကြပါစေ